ပါ English for learner YouTube channel နေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီ video မှာတော့ adverb clauses တွေထဲမှာတုံးထားတယ် subordinating congestion အကြောင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ video က part 2ဖြစ်ပါတယ်အဲ့တော့ part 2မှာအဖတ်1တကယ်လို့ဖတ်1ဗီဒီယိုကိုမကြည့်ရသေးဘူးဆိုလို့ရှိရင် channel ထဲမှာအဲတင်ထားပေးထားပါတယ် တင်ထားပေးပါတယ်။သွားပြီးတော့အဲကြည့်လို့ရပါတယ်။ဒီဗီဒီယိုကတော့ဒါ part 2ဖြစ်ပါတယ်။အဲ့တော့ part 2မှာ place manner comparison ဒီသုံးခုနဲ့ပတ်သက်တဲ့ congestion တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အဲ grammar သင်ခန်းစာရှင်းပြတဲ့ပုံစံအတိုင်းပဲ format တွေရှိမယ် XML တွေရှိမယ်ပြီးရင်နောက်ဆုံးမှာ exercise ၅ပုံတင်ပေးထားတယ် ပြီးလို့ရှိရင် exercise ကိုဖြည့်ပြီးတော့စစ်ဆေးမှုအတွက်လည်းပဲ answer key ကိုလည်းပဲ video ရဲ့နောက်ဆုံးမှာထည့်ပေးထားပါတယ်ဆိုတော့သင်ခန်းစာလေးကိုအခုပဲစလိုက်ကြရအောင် supporting conjunctions in adverb clauses ကဒါတော့ဒီ part 1မှာအသေးစိတ်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်အခုဒီမှာ part 2မှာအသေးစိတ်ကြီးမရှင်းကြတော့ဘူးအချင်းချင်းလေးပြန်ပြီးတော့နှွေလိုက်ပါမယ်ဆိုတော့ adverb clauses ဆိုတော့ clauses ဆိုတာဝါကျပြည့်တွေကိုပြောတာပါ တော့ clauses အဲ၃မျိုးရှိပါမယ်။ noun လို့ကိုလုပ်တယ်ဆိုရင်ဒီအဲ့ဒီဝါကြပြဲ clause ကို noun clause လို့ခေါ်မယ်။ adjective အလုပ်ကိုလုပ်မယ်။ adjective အလုပ်ဆိုတော့ noun ကိုအထူးပြုရပါတော့ noun ကို noun ကို modify လုပ်တဲ့ဝါကြပြဲတွေဆိုလို့ရှိရင်သူကို adjective clause လို့ခေါ်မယ်။ adverb အလုပ်ကိုလုပ်ရင်တော့ adverb ပဲ clause လို့ခေါ်ပါမယ်။ဆို adverb အလုပ်ကိုလုပ်တယ်ဆိုတော့ အဲဘက်ကိုအထူးပြုတယ်ဆန်နန်ကိုအထူးပြုတယ်ဘယ်အချိန်မှာဘယ်နေရာမှာဘလိုမျိုးဘာကြောင့်အတိုင်းအတာဘလောက်ထိဘလိုအရှိနေမျိုးမှာဖြစ်ပျက်တယ်လဲဖြစ်ပွားတယ်လဲဆိုတာတွေကိုအထူးပြုတယ်အဲဝါကြာပြတ်တွေကို adverbial clauses လို့ခေါ်ပါတယ်ဆိုတော့အဲ့ဒီ adverbial clauses တွေထဲမှာသုံးထားတဲ့ conjunction တွေစကားဆက်တွေပါဆိုတော့သူက subordinate ဒီသူကတယောက်တည်းအဲဝါကြတခုတည်း တည်တံ့ရက်တီလို့မရဘူးအဲ main colony တွဲမှာ complete ဖြစ်တယ်ပြည့်ပြည့်စုံမှုဖြစ်တယ်အတိတ်ပဲရှိတယ်ဒါကြောင့်သူ့အဲမိခိုးတယ်ပေါ့နော် subordinating congestion လို့အဲတတ်မှတ်ထားတယ်ပေါ့နော် call 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 လို့ရတယ်ခေါ်ရမယ်ပေါ့နော် so under by clauses ဒီမှာတုံးထားတယ် subordinating အဲ congestion တွေကိုဒီမှာလေ့လာမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံး place နဲ့ sign နဲ့ congestion တွေကိုလေ့လာကြည့်အောင်ဆိုတော့ဒီမှာ အဲနှစ်မျိုးရေးပေးထားပါတယ် where wherever ဆိုတော့အဲသူတို့မှာဌာနချက်လေးတွေရှိတယ်အဲ slightly difference အဲဒီစကားလုံးနှလုံးမှာဌာနချက်လေးတွေရှိတယ်ဘယ်လိုဌာနလဲဆိုလို့ရှိရင် so where ဆိုတာနေရာကိုညွှန်မယ်ဘယ်လိုနေရာလဲဆိုတော့တိကျပြီးတော့သတ်မှတ်ထားတဲ့နေရာတိကျတဲ့နေရာတိတိကျကျဖော်ပြဖော်ပြမယ်ဆိုလို့ရှိရင်ဒီ where ဆိုတဲ့ congestion ကိုသုံးမယ် ်ပြီးရင်တတ်မှတ်ထားတယ်ဗောနော်အများသူကတတ်မှတ်ထားတဲ့နေရာပြောတဲ့သူရောဖတ်တဲ့သူရောနှစ်ယောက်စလုံးတည်တဲ့နေရာတည်ကြတဲ့နေရာဆိုလို့ရှိရင် where ဆိုရဲအဲ congestion ကိုတုံးလို့ရတယ်ဥပမာ please put the keys where you found them တော်ရီဟိုတဲ့မင်းခြောက်ဝေတွေးရှိခဲ့တဲ့နေရာတွေးခဲ့တဲ့နေရာမှာပြန်ပြီးတော့ထားပေးပါတဲ့မင်းယူခဲ့တဲ့နေရာ မှာပဲတော့ကိုပြန်ပြီးတော့ထားပြီးဆိုတော့အဲ့ဒီနေရာကတကယ်ကိုတတ်မှတ်ထားတဲ့နေရာတိကျတဲ့နေရာစာရေးတဲ့သူရောပြောတဲ့သူရောဖတ်တဲ့သူရောနားထောင်တဲ့သူရောအကုန်လုံးတည်တဲ့နေရာဖြစ်တဲ့ဒါကြောင့်မလို့ဒီနေရာမှာပဲထားဒီနေရာမှာယူလို့ဒီနေရာမှာပဲထားဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်ဆိုလိုမျိုးတိကျတဲ့နေရာဖြစ်တဲ့ကြောင့်မလို့ where ကိုဒါမှသုံးထားပါတယ်။ကဲနောက်တစ်ခုက last meet where we had our first date ငါတို့တဲ့ပထမဦးဆုံးတွေ့ခဲ့တဲ့နေရာမှာပြန်ပြီးတော့ส่งကြရအောင်ဆိုတော့ပထမဦးဆုံးတွေ့ခဲ့တဲ့နေရာ first date မှာ first date ပထမဆုံးတွေ့ခဲ့တဲ့နေရာအဲ့ဒီနေရာမှာပြန်ပြီးတော့ส่งမှာဆိုတော့အဲ့ဒီနေရာကလုံးဝကိုမှပြီးကြတဲ့နေရာတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ပွဲကိုတုံးပါတယ်ဟုတ်ပြီနောက်တစ်ခုကဝဲတယ်ပါဝဲတယ်ပါဆိုတာနေရာတိုင်းဘယ်နေရာပဲဖြစ်ဖြစ်မြည်သည့်နေရာပဲဖြစ်ဖြစ်ဆိုတော့ဆိုတော့တို့ကကြတော့ or choice ပေါ့နော် choice လုပ်လို့ရတယ် at any place နော်အာတိကျတာမျိုးမဟုတ်ဘူးတတ်မှတ်ထားတဲ့နေရာမဟုတ်ဘူးတိကျတဲ့နေရာမဟုတ်ဘူး any place တနေရာရာတနေရာရာဆိုအတိတ်ပဲမျိုးတက်ရောက်တယ်ဥပမာ you can sit wherever you like မင်းကြိုက်တဲ့နေရာမှာထိုင်နိုင်ထိုင်နိုင်တယ်ထိုင်လို့ရတယ်မင်းထိုင်ခြင်းတဲ့နေရာမှာထိုင်လို့ရတယ်တိတိကျကျတတ်မှတ်ထားတာမဟုတ်ဘူး ထိုင်ခြင်းတဲ့နေရာမှာထိုင်ချလိုက်ရပါတယ်တဲ့။ကဲနောက်တစ်ခုက wherever you decide to travel ဘယ်ကိုပဲခီးသွားသွားဘယ်နေရာကိုပဲခီးသွားမယ်လို့ဆုံးဖြတ်ထားဆုံးဖြတ်ထား remember to send me postcard postcard ပေးဖို့တော့မမေ့ပါနဲ့တတိယပါတဲ့ဆိုတော့ဒီမှာတော့တိကျတဲ့နေရာမဟုတ်သတ်မှတ်ထားတဲ့နေရာမဟုတ်ဘယ်နေရာပဲသွားသွားတောင်ကြီးပဲသွားသွားကလောပဲသွားသွားဘယ်နေရာပဲသွားသွား ပို့စကတ်ကိုပို့ပါတတိရပါတဲ့ဆိုတော့ဒါက place နဲ့ပတ်သက်တဲ့ subordinate conjunction နှစ်မျိုးကိုရှင်းပြခဲ့တာဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကိုဆက်ကြည့်အောင်ဆိုတော့နောက်တစ်ခုက manner ဖြစ်ပါတယ်ဆိုတော့ manner ဆိုတော့ဒါသူတို့ရဲ့ ways style method ပေါ့နော်နီလန်အပုံစံအဲဒါတွေကိုဖော်ညွှန်းမဲ့ congestion တွေဖြစ်တယ်ဆိုတော့ manner မှာအဓိကအဲ့နှစ်မျိုး ရှင်းပြပေးတာလေ s s is a dot ပေါ့နော်ဆိုတော့ s က shit အပတ်ဝန်းထဲမှာ time မှာလည်းပဲပါခဲ့ပြီးပြီအချိန်ကိုဖော်ပြတယ် condition အနေနဲ့လည်းတုံးခဲ့တယ်တုံးလို့ရတယ်ဒီမှာလည်းပဲ manner manner အမှုရာပြုမှုနီးလန်းဒါတွေကိုဖော်ပြဖို့အတွက်လည်းပဲ s ကိုတုံးလို့ရတယ်လို့အဲနောက်အပိုင်းမှာသင်ရမယ် reason reason ပေါ့เนาะအကြောင်းတရားအကြောင်းဖော်ပြချက်အကြောင်းပြချက်ပြီးတဲ့နေရာမှာလည်းပဲ s ကိုသုံးလို့ရပါတယ်ဆိုတော့ဒီမှာကတော့ manner နဲ့ပတ်သက်တဲ့ s ကိုပဲဒီမှာရှင်းပြမှာပါအဲ့တော့ man စနအဲ s အတိပယ်ကဒီလိုအတိုင်းဘယ်လိုမျိုးသုံးပါလဲဆိုတော့မှန်ကန်သောအခြေအနေမှန်ကန်တဲ့အခြေအနေမျိုးမှာအများသူကတည်ပြီးသားဖြစ်တဲ့အကြောင်းအရာတွေကိုဖော်ပြဖို့အတွက်ဆိုလို့ရှိရင် s ကိုသုံးပါပါ သူ့ရဲ့အဓိက key point ကမှန်ကန်တဲ့အကြောင်းအရာဖြစ်တယ်။မှန်ကန်တဲ့အကြောင်းအရာဖြစ်တယ်ဆိုလို့ရှိရင် s ကိုသုံးလို့ရတယ်။ဥပမာ she sang the song hastily as the original singer did မူရင်းဆိုတော့ဆိုခဲ့တဲ့အတိုင်းလုံးဝအတိအကျသူမကတထဲထဲကြအောင်အတိအကျတချင်းကိုဆိုခဲ့တယ်တဲ့ဆိုတော့ဒီမှာအဲမန်နာဒီမှာတော့ နောက်ကမဲ့ the original single diff နဲ့သူမဆိုတဲ့ပုံစံနဲ့မူရဲဆိုတော့ဆိုတဲ့ပုံစံနဲ့ဒီမှာသူ့ရဲ့မန်နာကို congestion လောက်တာပါတယ်အမ်သူ့ရဲ့နီလန်သူ့ရဲ့ပုံစံကိုဘလို့ဆိုတယ်လဲဆိုတော့သူမဘလို့ဆိုတယ်လဲဆိုတော့ပုံစံကိုအဲဒီမှာ congestion congestion နေနဲ့ s congestion နေနဲ့ဆက်ထားတယ်ပေါ့နော်ဆိုတော့ဒါတကယ်မှန်ကန်တဲ့အခြေအနေဖြစ်တယ်ဒါကြောင့်မလို့ s ကိုသုံးတာတယ်ပေါ့နော် ဟုတ်ပြီနောက်တစ်ခုက she arranged the flowers just as her mother had taught her သူမမေတဲ့သူမကိုသင်ခဲ့တဲ့ပုံစံအတိုင်းပဲသူမကပန်းမွေနေကိုပန်းပွင့်ပန်းမွေနေကိုအလားပုံဖော်တယ်ပန်းမွေနေကိုစီတယ်ပေါ့နော်ဆိုတော့ဒီမှာလည်းပဲသင်ပေးခဲ့တဲ့အတိုင်းသင်ပေးခဲ့တဲ့အတိုင်းလုပ်တယ်သင်ပေးခဲ့တဲ့အတိုင်းပန်းနေကိုစီတယ်ဆိုတော့ဒါမှန်ကန်တဲ့အခြေအနေဖြစ်တယ်ဒါကြောင့် s ကိုသုံးပါတယ် ဟုတ်ပြီနောက်တစ်ခုကကြတော့ as is at the so as is at the ဆိုတာ pattern ရှိပါတယ် channel ထဲမှာလည်းပဲအဲကျွန်တော်ရဲ့ channel ထဲမှာလည်းပဲ as is at the pattern နဲ့ပတ်သက်ပြီးတော့ grammar နဲ့ပတ်သက်ပြီးတော့အကျဉ်းချင်းပြပေးထားတဲ့ video file တင်ထားပါတယ် channel ထဲမှာသွားပြီးတော့ကြည့်ရှုလို့ရပါတယ်ဒီမှာတော့အဲအကျဉ်းကြီးမသွားတော့ဘဲနဲ့အချင်းချုပ်ပေါ့နော်ဒီအချမ်းမြင့်လောက်ပဲ ီအပိုင်းမှာရှင်းပြမှာပါသူက congestion အနေနဲ့သုံးနာပြတဲ့ကြောင့်မလို့အဲ subordinate congestion subordinate congestion နဲ့ပတ်သက်တဲ့အချင်းချုပ်အချင်းချုပ်လောက်ကိုပဲဒီမှာရှင်းပြမှာပါအကျေကတော့ဗီဒီယိုမှာတွားပြီးတော့ကြည့်လို့ရပါတယ် so as is at those ဆိုရလဲပဲဒါအတိတ်ပဲတကယ်တို့တလူမျိုးတွားလဲပဲ ways style method တွေကိုအဲ for new မှာဖြစ်တယ်ပေါ့နော်အဓိကအဖြစ် အလိုအကြောင်းအရာမျိုးကိုနှိုင်းရှင်ပါလဲဆိုတော့စိတ်ကူးရင်းတဲ့အကြောင်းအရာတွေကိုဒီမဖြစ်နိုင်တဲ့အကြောင်းအရာတွေမျိုးပြီးရင်ခံမှန်းပြီးတော့ပြောဆိုတဲ့အကြောင်းအရာတွေမျိုးအဲ့ဒီအကြောင်းအရာတွေကိုစက်တဲ့နေရာမှာ as is as though ကိုတုံးပါတယ်ဆိုတော့ဒီနှစ်ခုကအတူတူပါပဲဒါပေမဲ့ as is ကတော့ပို့ပြီးတော့အတုံးများတယ်ပေါ့နော် as though တက်ပို့ပြီးတော့အတုံးများတယ်ဆိုတော့ဒါကဒီ၃ချက်ကအတုံးပြုပုံများတဲ့ ချက်တွေကိုရေးထားတာပါစိတ်ကူးရင်အကြောင်းအရာစိတ်ကူးရင်ပြီးပြောဆိုတယ်စိတ်ကူးရင်ဆိုတော့ဒါမဖြစ်နိုင်ဘူးအဲ့ဒါမဖြစ်နိုင်တဲ့အကြောင်းအရာတွေအဲ့လိုမျိုးအကြောင်းအရာတွေဆိုလို့ရှိရင်တော့သူက bab 2ကိုသုံးပေးတယ်ပေါ့နော် bab 2သုံးပါတယ် acid အတော်မှာ bab 2သုံးပါတယ် rap bab 2သုံးတဲ့နေရာမှာအဲဘတ်တူဘီဖြစ်တဲ့ west where အဲ့နှစ်ခုမှာ west ကိုမသုံးဘဲနဲ့ area tense ဖြစ်တဲ့ where ကိုသုံးပေးမယ်ပေါ့နော်ပြီးရင် command ချက် ထင်မြင်ယူဆချက်ခံမှန်းပြီးတော့ပြောတယ်50%ပေါ့เนาะတိရတဝက်ပဲတိတယ်အတိအကျကြီးမတိဘူးအဲစိတ်ထဲမှာအတိအကျကြီးချင်းချင်းလင်းလင်းမတိဘူးခံမှန်းချက်ခံမှန်းပြီးတော့ထင်မြင်ယူဆချက်နဲ့ပြောမယ်ဆိုလို့ရှိရင် level s အတော်ကိုတုံးလို့ရတယ်ဥပမာ he shouted at me as it it were on my phone အဲဒါတွေအဲ့ဒါကတည်းကကျွန်တော်ရဲ့အမားတွေဖြစ်တယ်လို့မျိုးသူကကျွန်တော်ကိုအုံငေါက်ခဲ့တယ်ဆိုတော့တကယ်ကအဲကျွန်တော်အမားတွေမဟုတ်ဘူးမဖြစ်နိုင်ဘူးเนาะမဖြစ်တဲ့အကြောင်းအရာမဖြစ်နိုင်တဲ့အကြောင်းအရာတကယ်တော့ तू ကတော့အဲအုံငေါက်တဲ့ तू ကတော့ तू ကျွန်တော်အမားတွေဖြစ်တယ်လို့ယူဆပြီး तू အုံငေါက်တယ်တကယ်ကအဲ့ဒီအမားတွေကကျွန်တော်တို့ရောက်တဲ့မှာတာမဟုတ်ဘူးကျွန်တော်အမားတွေအကုန်လုံးမဟုတ်ဘူးအမားတွေအကုန်လုံးကျွန်တော်အမားတွေမဟုတ်ဘူးမဖြစ်တဲ့အကြောင်းအရာမဖြစ်နိုင်တဲ့အကြောင်းအရာ ဖြစ်တဲ့ကြောင်မလို့ဒီမှာ verb 2ကိုသုံးထားပါဗျာဟုတ်ပြီနောက်တစ်ခုက he talk as it he knows everything သူရဲ့အရာတိုင်းကိုသိတယ်လို့မျိုးကြီးသူစကားပြောနေတယ်ဒါပေမဲ့သူကအာဖုန်းအကြောင်းကိုပြောမယ်အဲ့တော့ဖုန်းနဲ့ပတ်သက်ပြီးတော့သူအဆအဆုံးအကုန်လုံးသိတယ်လို့မျိုးသူပြောနေတယ်ဆိုတော့ဒါကဒါကကြတော့အဲခံမှန်းချက်ပေါ့နော်ခံမှန်းချက်နေ तू ဖုန်းအကြောင်းကိုမသိဘူးဆိုတာနားထောင်နေသူကစိတ်ဆားမိတယ်ဒါပေမဲ့ तू ထဲထဲဝင်ဝင်မသိဘူးဆိုတဲ့အကြောင်းအရာကိုတရားရခိုင်တော့တရားရခိုင်တော့အမခံတာတော့မဟုတ်ဘူးဒါပေမဲ့နားထောင်နေသူကဒီပြောတဲ့သူကရမ်းပြီးပြောနေလားတကယ်ထဲထဲဝင်မသိဘဲနဲ့အပေါ်လေးပဲရှောက်ပြီးရွှီနေလားဆိုတော့နားထောင်နေသူကသိတယ်နားထောင်နေသူကအဲ့လိုမျိုးရိတ်ဆားမိတယ် ဆိုတော့အဲ့လိုမျိုးရိတ်စားမိပြီးတော့ပြောလို့ရှိရင်အဲနိုင်ရှင်ပြီးတော့ပြောမယ်အဲ့ဒီ manners ကိုဖော်ပြမယ်ဆိုလို့ရှိရင်ဒီ essay အတော်ကိုတုံးပြီးတော့အမ် buff one ကိုတုံးပြီးတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် तू ကဒီအရာတိုင်းကိုသိတယ်လို့မျိုး तू ကစကားပြောနေတကယ်တော့ तू အားမသိဘူးနောက်တော့လည်း तू အားကိုရိတ်စားမိတယ်ပေါ့နော်ဆိုတော့ဒါကတော့ manner နဲ့ပတ်သက်ပြီးတော့ရှင်းပြတာဖြစ်ပါတယ်ဥပမာပြီးနောက်တစ်ခုကကြတော့ compressing အဲ compressing ဆိုတာနိုင်ရှင်ပြီးတော့ ေါ်ပြမှာဒီမှာတော့နှစ်မျိုးဖော်ပြထားတယ် than ပြီးရင် not as as ဒီနှစ်ခုကတော့ရှင်းပါတယ်အသုံးပြုပုံရှင်းတယ်အဲ့တော့ than than ဆိုမြန်မာလိုပြောရင် that အဲ့သူ့ရဲ့ရှင်းရဘာလိုက်မှာလဲဆိုတော့ d2 d2 လိုက်မှာ d2 than ဆိုတော့ d2 d d2 နေရာမှာဒီမှာ d2 က adjective အဲ d2 adjective d2 နာမှာ than လိုက်သလို adverb D2 ဆိုလဲ damn လိုက်တယ်ဗောနော်အဲ့တော့ D2 က adjective damn ရှင်မှာဆိုတော့ adjective လဲသုံးလို့ရတယ်လို့ adverb လဲသုံးလို့ရတယ်သူကကျတော့ comparative comparative ဗောနော် comparative adjective comparative adverb နိုင်ရှင်မှာနှစ်ခုနှစ်ယောက်နိုင်ရှင်မှာနှစ်ခုနှစ်ယောက်နိုင်ရှင်တဲ့နေရာမှာတယောက်ကတော့တာမှာတယောက်ကတော့ညံ့မှာအဲ့လိုမျိုးမှာ damn ကိုသုံးမယ်နှစ်ဦးနှစ်ယောက်အဖွဲ့အစည်းနှစ်ခုဖြစ်ရနှစ်ခုနိုင်ရှင်တဲ့အခါမျိုးမှာတပွဲတယောက်တူကတာပြီးတော့ နောက်တစ်တစ်ခုကညံ့နေမှာအဲ့လိုအရှင်နေမျိုးမှာ then ဆိုတဲ့ comparison ကိုအဲ conjunction ကိုတုံးနေပေါ့နော်ဥပမာ he is smarter than you think အဲဒီမှာတော့ d2 ပေါ့နော် adjective d2 ကိုတုံးတာလေ mean တင်တာထက်သူကပို့ပြီးတော့စမှတ်ကြတယ်ဟုတ်ပြီနောက်တစ်ခုက the test was harder than than we had expected ငါတို့မျှော်လင့်ထားတာထက် ဒီဆောင်းမွေးဘွဲကပို့ပြီးတော့ခက်ခဲတယ်ဒါဆိုရင် then ကိုရမယ်ထင်ပါတယ်ဟုတ်ပြီနောက်တစ်ခုကိုကြည့်ကြည့်အောင်ကဲနောက်တစ်ခုက not as as ဒီမှာ not ကိုအဲ bracket နဲ့ပြထားတယ်ဆိုလိုတာကအဲ not မပါဘဲနဲ့ပဲလေ not မပါဘဲနဲ့ as as ရေးတာရှိသလိုရှေ့က not not ပေါင်းပြီးတော့ verb ကို not နဲ့ညင်းပြီးတော့နောက်က as as ရေးတာမျိုးလည်းရှိတယ် တော့ not ပါတာနဲ့မပါတာနဲ့ဘယ်လို꽈သွားမှာလဲဆိုတော့အဲ့တော့ not မပါဘူးဆိုလို့ရှိရင်ဒါတော့ example 1ပေါ့နော်အဲ့တော့ not မပါဘူးဆိုလို့ရှိရင်ဒီနှိုင်းရှင်တဲ့နှစ်ခုဟာဖြစ်ရနှစ်ခုဟာ level 2တယ်လို့မှတ်ထားရမယ် level 2တယ် level 2တယ်ဒီလို not ပါတယ်ဆိုလို့ရှိရင်အဲ့နှိုင်းရှင်တဲ့နှစ်ခုဟာ level မတူဘူးတစ်ခုဟာတာမယ်တစ်ခုဟာညံ့မယ်ရှင်းရအဲ့ not ရဲ့ရှေ့က noun က subject noun ကညံ့တယ်။နောက်က subject noun ကတာတယ်ဒီလိုမှတ်ထားအောင်ပါပေါ့နော်။အဲ့တော့ ss ကြားထဲမှာလည်းပဲ d1 လိုက်ပါမယ်။ adjective လိုက်သလို adverb လည်းရေးလို့ရပါတယ်။ဥပမာ please can as quickly as you can မင်းနဲ့ညနိုင်သလားမြင်မြင်လာစမ်းပါတဲ့ဒီမှာတော့ adverb ကိုသုံးတာပဲเนาะ okay နောက်တစ်ခုက he does not seem as well as his sister သူ ਆ တဲ့သူအမလူမျိုးတချင်းကိုကောင်းကောင်းမွန်မွန်ဖြတ်မှန်တတ်တဲ့နားထောင်လို့ကောင်းအောင်ဆိုနိုင်ဘူးကျမတို့ not ပါတယ်ဘောနော် not bad ကိုညင်တာလေအဲ့တော့ bad ကိုညင်တာဖြစ်ကြအောင်မလို့ share subject noun ကညံ့နေသူဖြစ်ပြီးရောနောက်က subject noun ကတားနေသူဖြစ်တယ်ဟုတ်ပါပြီဒါကတော့ subordinating conjunction နဲ့ပတ်သက်တဲ့အာ place manner comparison နဲ့ပတ်သက်တဲ့အားတွေကိုရှင်းပြခဲ့တာဖြစ်ပါတယ်အခုဒီမှာ exercise ငါးဖို့ကိုဖော်ပြပေးထားပါတယ်ဒီ exercise ငါးဖို့ကိုဖြည့်ကြည့်ပါအာဖြည့်ပြီးတော့ဗီဒီယိုအစုံမှာ answer key ကိုဖော်ပြပေးထားတယ် answer key နဲ့စစ်ဆေးပြီးတော့ဘယ်နှပုံမှန်တယ်လဲဆိုတာကို comment box မှာရေးခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲညှိနှိုင်းပြုပါ